မန္တလေးတိုင်းဒေသကြီးလေယာဉ်မြင်းနဲ့တခြားမြင်းများတင်းစီချင်းခံရမှုများပြည်လဲစီစီရေးကော်မတီရဲ့နှစ်မြင့်ဆောင်2025လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဒီကနေ့မွန်းလွဲပိုင်းကဒဏ္ဍာရီကြီးစိုးရဖယုံစည်းဝေးခန့်မှောက်မှာကျင်းပရာဒဏ္ဍာရီဝန်ကြီးချုပ်ဦးမြောင်ကဗဟိုကော်မတီမှချမှတ်ထားတဲ့မူဝါဒလုပ်ငန်းစဉ်နဲ့ဆောင်ရွက်ရန်အချက်52ချက်နဲ့အညီစီစစ်ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း လုပ်ငန်းများဆောင်ရွက်ရမှာပြဋ္ဌာန်းထားတဲ့မူဝါဒသက်ဆိုင်ရာဌာနများရဲ့ဥပဒေလုံထုံးလုံနည်းများအတိုင်းတိကျမှတ်ကန်စွာ လိုက်နာကနင့်နာမှုမရှိ ပြန်လည်ပေးအပ်သွားနိုင်ရေးအမြန်ဆုံးပြပြတ်အောင်ဌာနအချင်းချင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်းပြောကြားပါတယ်ဆက်လက်ပြီး ကော်မတီရဲ့အတွင်းရမှုနဲ့တိုင်းဒေသကြီးမြေစင်းဦးစီးဌာနဒုတိယတိုင်ဦးစီးမှုတို့ကတိုင်းဒေသကြီးအတွင်းလေယာဉ်မြင့်နဲ့တခြားမြင့်များတင်းစီချင်းခံရမှုများပြန်လည်စီစဉ်ရေးရခိုင်ကော်မတီကစောင့်ရထားရှိမှုဖြည့်ရှင်းဆောင်ရွက်ပြီးစီးမှုနဲ့ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်းစောင့်ရနေမှုအခြေအနေများ ဗဟိုကော်မတီတို့တင်ပြတိုင်ကြတဲ့အမှုရများအပေါ်ဆောင်ရွက်ပြီးစီမှုဆောင်ရွက်စနေဆက်လက်ဆောင်ရွက်မယ့်အခြေအနေများဇွေးနေတင်ပြပြီးနောက်ခရိုင်ဆက်တခုမှကော်မတီဥက္ကဋ္ဌများကရခိုင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီမှုဆောင်ရွက်စနေဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်များနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြအကြံပြုကြရန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်ပြချက်များအပေါ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီးနေကောင်းချုပ်အမှားဇက်ကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။